ဒုက္ခရောက်တဲ့အချိန်တော့ဒုက္ခရောက်ခဲ့တယ်လို့ကံကောင်းတဲ့အချိန်တော့ကံကောင်းတဲ့ဟာတွေရှိပါတယ်ဒါဘလူးလူမှမပြောပြောလို့မရပါဘူးကိုဘမှာနော်ကိုဘေးကလည်းဖြစ်အလုတ်ကံရလည်းဘာမှမရှိမိသားစုစားဖို့နေအတွက်တော်ချက်တဲခဲ့တယ်လေကျွန်မကြဖတ်မော်လေကျွန်တော်တို့ခဲ့ရတယ်ကျွန်တော်ပယံနေလုခဲ့ရပါတယ်လူတွေကတော်တော်အံ့ဩကြတယ်အမှုပညာသမားတယောက်ကဒီပယံလူတွေလုံနေတယ်ဆိုတာကိုတော်တော်အံ့ဩကြတယ်ဘူး အခုပရမနှစ်တည်းလာတွေမှာကိုဘေးကလည်းဖြစ်အလောက်ကရန်လည်းဘာမှမရှိမိသားစုစားဖို့နေအတွက်တော်တော်ချက်တဲခဲ့တယ်လေချက်တဲခဲ့တဲ့အတွက်ကြောင့်ကျုံကလုတ်ကိုလုတ်ခဲ့ရပါတယ်ကျုံကကြာဖက်မော်လေကျွန်တော်လုတ်ခဲ့ရတယ်ကျွန်တော်ပယံနေလုတ်ခဲ့ရပါတယ်လူတွေကတော်တော်အံ့ဩကြတယ်အမှုပညာသမားတယောက်ကဒီပြန်လူတွေလုံနေတယ်ဆိုတာကိုတော်တော်အံ့ဩကြတယ်ဗောလေဒါပေမဲ့သူတို့အံ့ဩတာလည်းမမပါဘူးအမှုပညာသဘောကဒါမှမဟုတ်အကြံပြန်လုံနေရတယ်ဆိုတော့ ကိုမိသားစုအကြောင်းပဲကိုသိရလေဟာလာစားဖို့နေရဒီလိုမှမလုပ်လဲမိသားစုတော့ကဖြစ်မရှင်းနိုင်ဘူးလေဘာဖြစ်လဲကိုမှကျတော့ကိုဖေရလည်းရှိသေးရလေအဖေရောမေရောရှိသေးတဲ့အတွက်ကြောင့်ဖေရပဲအသက်88နှစ်နော်အဖေရှိနေတဲ့အတွက်ကြောင့်ဟာလာအဖေကိုလည်းစိတ်ချမ်းသာစေခြင်းနဲ့ဟာလာဘာလဲဖေရလည်းတာသမီတွေစိတ်ချမ်းသာအောင်မြင်ခြင်းနဲ့အတွက်ကိုကိုစိတ်ချမ်းသာတယ်ဒီမဲ့အဖေစိတ်ချမ်းသာကိုကညှော်လင့်တာပါ အဖေစိတ်ချမ်းသာရင်အလုံးပြပါနဲ့ကိုကဒီလိုအတွေးနဲ့ပဲဖီကိုလည်းအိမ်မှာခေါ်ထားတယ်ဘယ်နဲ့မေးဘူးလဲ။ အကြောင်းမလို့လုံးဝတော့ကျွန်တော်ဂျပန်ကုန်လို့တယ်ကျွန်တော်အခုချိန်မှာလူများကိုအနိုင်မကျင့်ဘူးပုံမကြဘူးမတရားမလုပ်ဘူးအေးကျွန်တော်လာလုံးရင်လည်းကျွန်တော်မခံဘူးဘာဒါကျွန်တော်စိတ်ကကျွန်တော်ရှိမှခက်ခဲဒုက္ခရောက်နေရင်ကျွန်တော်တန်တန်တော့ကူညီပေးမယ်ကျွန်တော်စားစရာမရှိဘူးဆန်လေးတပြည့်ရှိရင်ကျွန်တော်လေးလုံးပေးလိုက်မယ်လေးလုံးရှိရင်နှလုံးပေးလိုက်မယ်ကျွန်တော်စိတ်ကဒါပဲကျွန်တော်မှုထားတယ်အခုဆိုကျွန်တော်ဆိုရင်ဒုက္ခရောက်တဲ့လူတွေကိုကျွန်တော်ကလှုပ်ပေးထားဆိုအေး၆လုံးရှိပြီကျွန်တော်စောက်ပေးထားတာနေရမှာရှိတဲ့လူတွေလမ်းမေးမှာအိတ်နေရတဲ့လူတွေ အဲသူတို့ဆိုရင်ကိုဘက်ကကြီးဆိုရင်မိသားစု9ယောက်ကျွန်တော်တို့အခုချင်းဒီဝိုင်းနေနေနဲ့သူကကျွန်တော်နဲ့သူကဆယ်တလောက်တော့တိုက်ခိုင်းနေတယ်တိုက်ကြီးနေနေရတယ်အလှူရှင်ရတာပြီးစောက်ဝေသွားတာ120နဲ့ရှစ်သိန်းကုန်ပါတယ်ဒါကျွန်တော်ရဲ့လိုရတဲ့ခြေသူရဲ့နှစ်ပါတယ်ဟုတ်လားဘာလဲဒုက္ခရောက်နေလူတွေအရေးအဝါသာအောင်မှမြင်ရတဲ့အတွက်ကြောင့်ကိုဗီဒီလည်းဖြစ်ပါတယ်ဝန်လန်ဝန်သာပါတယ်လိုရတဲ့ခြေသူတွေလည်းကိုကိုအရက်နှစ်တယ်လို့လည်းကျွန်တော်ကိုယူမိပါတယ်ကိုကို လူပညာနားလည်းရတဲ့ဆိုရယ်ကိုဘာဖြစ်လဲဆိုတော့ကိုအထားတဲ့ခြံလေးတွေရှိတယ်အိမ်လေးတွေရှိတယ်သူချူလူကဘာလဲဆိုခြံရောင်းဝယ်လေးတွေလုပ်တဲ့ခါလေးတွေခါကြတော့လေပစံလေးတွေရရတဲ့ခါလေးရတာပေါ့လေအဲ့ချိန်မှာကျွန်တော်ဒီခြံခြံရောင်းလို့ကျွန်တော်ဘလောက်ပြီးဘာပြီးပြီးပါကိုပစက်ကတခုမှမဟာခဲ့ဘူးအခုတို့စင်နာရှိအောင်ပေးပါစင်နာရှိသလားအခုတို့ခုနေဖြစ်ပါအဲ့ဒါဒီခြံအောင်ကိုခုနေဖြစ်တယ်သူတို့ခေါ်ရဒီစီဒီစီခေါ်တယ်ဆိုဒီစီဒီနဲ့ခေါ်ပေးလိုက်တာကိုဘကတင်ထားတာတို့တင်ရိုက်ထားတာတို့တခုမှမလုပ်ခဲ့ဘူး ်ကွာအဲအလာမူလည်းကျွန်တော်ဆောင်ရွက်ပါတယ်ခုလိုတော့ကားရိုက်ကိုမရှိတဲ့ချိန်တွေမှာအလာလေးတွေတစ်ဖက်တစ်လမ်းကျွန်တော်ဆောင်ရွက်ပေးနေပါတယ်အလာလေးတွေကိုဟုတ်လားလောလောဆီကတော့ဒီတကားပဲရှိအောင်ပါလောလောဆီကတော့ဒါပုံမှန်ဥယုံကားဦးလည်းပြောလို့ရပါတယ်ကိုရဲ့ဒါမြူပြာနဲ့တော်တော်လေးကိုဒါ6နှစ်9နှစ်လောက်ပြောလို့ရမယ်เนาะဒါအဆက်ပြတ်ပြီးတော့ပထမဆုံးရိုက်တဲ့ကားပေါ့ဟုတ်ပါတယ်အဲ့ချိန်မှာဒါကိုရဲ့ဒီမြူပြာစွန့်ရည်တွေပေါ့ဒါပုံမှန်လောက်ချပြခွင့် ဆပြလို့ရသေးလားရသေးပါတယ်ဘယ်လိုဖြစ်သေးလဲနည်းနည်းပြောပါဘာလဲဆိုတော့ကိုတက်ထားတဲ့ပညာအတက်ပညာဒါတော့အကုန်လုံးရှင်ထဲမှာတင်ထားပြီးသားလေကောင်းထဲမှာတင်ထားပြီးသားလင်မင်းသားတယောက်ငုံနိုင်တယ်ဆိုတော့ကိုငုံနိုင်ပါတယ်နော်ကိုတို့အဲ့လောက်ဒီလူပညာကိုအခုအခုခုစကားပြောရင်တလည်းမြေချပါပါဆိုတော့ကိုချပြလို့ရပါတယ်ဟာဒါကိုရဲ့အမှုပညာဘာဖြစ်လဲဆိုတော့အယံမြန်လို့တန်မိုးထားလို့ လူပြန်လောကကိုစတင်ဝင်လာခဲ့တာအခုကဆရာဆရာဦးစောလေးမှာဘာဖြစ်လို့လဲဆိုတော့ဆရာဦးစောလေးရှင်မှာပညာလေးပြည့်နေတယ်နော်လူပြန်လောကကိုစတင်ရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒုက္ခရောက်တဲ့အချိန်တော့ဒုက္ခရောက်ခဲ့တယ်လို့ကံကောင်းတဲ့ချိန်တော့လည်းကံကောင်းတဲ့ဟာလေးရှိပါတယ်ဒါဘယ်လိုမှမပြောလို့မရပါဘူးကိုယ်ပါမှာနော် ဒါပေမဲ့အချိန်ကာလဆောင်ရတာပါလေကိုကြီးဘွားမှာဘယ်သူမှပြင်မပြောဘူးဘယ်သူမှပြင်မစုပ်ဘူးကုမ္ပဏီဆိုတာလေပတ်စံချင်မထုတ်ရလို့ရတာလေဟုတ်တယ်မဟုတ်လားပတ်စံမရှိရင်ထုတ်ရလို့မရဘူးဟုတ်လားအခုညီမလေးလို့အကိုလာမေးရဆိုတာတော့လမ်းသေးရှိမှလာမေးလို့ရတာလမ်းသေးမရှိရင်ညီမလေးလို့လက်လျှောက်လို့မရဘူးဟုတ်တယ်မဟုတ်လားအကိုကတော့မဟုတ်တာပါတခုမှမပြောပါဘူးဒါပေမဲ့ကိုမျော်လင့်တာလေးကတော့လူပညာတန်တန်လက်လျှောက်တက်တဲ့ထင်ညာရှိတဲ့အချိန်မှာ ရုပ်ရှင်တွေပြန်ရပါသည်ဗီဒီယိုတွေပြန်ရပါသည်ဇာတ်လမ်းတွေတွေပြန်ရပါသို့ပဲအပြည့်အစုံတောင်းတဲ့လူတယောက်ပါဒါမှကုလုံငန်းအဆင်ပြေပါလိမ့်အဲကြောင့်မလို့ပထမချက်ဆိုလို့ရှိရင်ဟောဒီကနေ့လောက်တော့ပြတ်သွားလားကိုဆက်တွေ့ရအာပြတ်တာပေါ့ရင်းကနေ့တော့ကြော်သေးတယ်ပြတ်တာခါရဲလုံးဝပြတ်သွားတာကိုကိုဝေးဖြစ်တဲ့နေ့ပဲဗလင်းလေးရှိပါပြီလေကြည့်ဟာလားတော်တော်ကြာတော်ပြတ်သွားတာ အရင်တော့ဗီဒီယိုခက်ကလေးရှိတုန်းကတော့အရန်ပြော်တယ်ရိုက်ရတာအရန်ကောင်းတယ်ဗောလေကိုလိုဗီဒီယိုခက်ကလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့ဇလန်းတူလေးတွေတစ်တော်လေးတွေရုပ်ရှင်ကားကြီးတွေရုပ်ရှင်ကားကြီးတခါရိုက်ဘူးဗောလေပရမတ်ခက်ကဟာလားသိန်း၄၈၀၀အာဆိုရင်လားရုပ်ရှင်ကားကြီးတခါရိုက်လို့ရတယ်ဘူးသိန်းမှကူးဆိုရင်သိန်း1400 2000ရှိလို့တော့ရုပ်ရှင်ကားကြီးကရိုက်လို့မရဖြစ်နေတာ哦ပါတော့ကိုစင်းလုံးကလည်းတဆားနဲ့နှစားပူတူးနေတဲ့အတွက်ကြောင့်ဒါသူတို့တွေကိုကုမ္ပဏီကိုလည်းအပြစ်ပြောလို့မရဘူးလीအ သူတို့ကသူတို့စိုက်ထားတဲ့ပတ်စံကိုဒီလို ပြန်ရှာလို့ပြန်ရပါမလားမရနိုင်လားဆိုတော့ဒါသူတို့တွေးมาပေါ့လေဒါအခုနေရာမှာလည်းတွေးมาပဲလေထားပြီလေအခုဖြစ်နေတဲ့ဆန္ဒကတော့ဘာလဲဆိုတော့ရုပ်ရှင်လောကကြီးပြန်ပြီးတည်နိုင်ဖို့ပြန်ပြီးကောင်းစားဖို့ပဲထားပဲမျောလင့်နေတာကိုတို့ကဒါကိုအသက်ဝေယောင်းပြုနေရတဲ့လူတွေဆိုတော့လေအရင်လဲအလားပြန်ဖြစ်ပါသေးလို့ဆီတောင်းနေကောဟုတ်ကဲ့ပါကိုလိုကျွန်တော်ကာရလှမ်းချတဲ့ဒါရိုက်တာဦးမဟာ လည်းဒီမှာကျေးဇူးတင်ရှိပါတယ်ဒီသလမှာပုံမှန်တွေးဆောင်တဲ့ခေါင်းဆောင်ညီလေးကိုလည်းတစ်ခါမှမတွေ့ဘူးမဲ့ထမင်းတလူကျေးဇူးရှင်ဖြစ်တဲ့အတွက်လည်းညီလေးကိုလည်းကျေးဇူးတင်ရှိပါတယ်အဲကြောင့်မို့ကျွန်တော်အမအကာမြအောင်လည်းကျေးဇူးတင်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အနုပညာသမားတွေဖြစ်တဲ့ကျွန်တော်ကိုချစ်တဲ့လူရှိလို့မုန်းတဲ့လူရှိပါတယ်ဒါကြောင့်မလို့ဟာလာချစ်တဲ့လူကလည်းဆက်ချီရောမုန်းတဲ့လူကလည်းမမုန်းမဲ့ထာဝရဟာလာရှင်နှမ်းမှာရှိအောင်ဆက်လက်အားပေးခြင်းနဲ့ဟာလား ကျွန်တော်ကိုအားပေးကြပါဦးလို့ကျွန်တော်ဒီဘုံချုပ်စကားပြောလိုက်ချင်ပါတယ်ဖေးဖေးသက်ကြီးလေးအားလုံးကြမှာချမ်းသာကြပါသည်